မမွန်တီဤအကျိုးကျေးဇူးများနှင့်ဆိုးကျိုးများအကျိုးကျေးဇူးများတတိုးဆန်းကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်ခြင်းခန္ဓာကိုယ်ရှိဆဲများကိုဖျက်ဆီးနိုင်သော free radical များကြောင့်ဖြစ်ပေါ်လာသောနာတာရှည်ယောဂများနှင့် ခန္ဓာကိုယ်မင်းရည်ရောခြင်းတို့ကိုကာကွယ်ပေးသည် အသားရည်ကို ပြုစုပြောင်းထောင်ပေးခြင်းအသားရည်ကိုလန်းဆန်းတောက်ပစေပြီး ဆိုဆွစီကအရေးเจ้าများကိုလျော်ပါစေပြီးနေအောင်ကြီးမှလည်းကာကွယ်ပေးသည်ကိုခန့်အားစနစ်ကို မြင့်တင်ပေးခြင်းဗီတာမင်စီတက်ကြွယ်ဝစွာပါဝင်သောကြောင့်ခန္ဓာကိုယ်ဤကိုခန့်အားစနစ်ကိုအားကောင်းစေပြီးအေးမိခြင်းနှင့် အခြားကုသယောဂများကို ကာကွယ်ပေးသည်အစာချေစနစ်ကို ကောင်းမွန်စေခြင်းအမြင်တက်ကြွယ်ဝစွာပါဝင်သောကြောင့် ဥလန်းချောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုတက်တာစေကဥမာကြီးကိုတန်ရှင်းစေသည်ဉလုံးကိုအားကောင်းစေခြင်းဗီတာမင် A နှင့်ဗီတာကယ်ရိုတင်းတို့ပါဝင်သောကြောင့်ဉလုံးကို အားကောင်းစေပြီးဉလုံးရောဂါများကိုကာကွယ်ပေးသည်အရိုးနှင့်သွားများကိုတန်မာစေခြင်းကယ်ဆီယမ်နှင့်ဖော့စဖိုရပ်စ်တို့ပါဝင်သောကြောင့်အရိုးနှင့်သွားများကိုတန်မာစေရန်အထောက်အကူပြုသည် ွေးပေါင်ခြင်းကိုလျှော့ချပေးနိုင်ပြီးသွေးကြောနယ်ရည်များမာကြောခြင်းကိုကာကွယ်ပေးနိုင်ခြင်းသွေးပေါင်ခြင်းကိုလျှော့ချပေးနိုင်ပြီးနှလုံးရောဂါနှင့်သွေးကြောဆိုင်ရာရောဂါများဖြစ်ပွားနိုင်ခြင်းကိုလျှော့ချပေးနိုင်သောဓာတ်အချို့ပါဝင်သည်။ခင်စာရောဂါကိုကာကွယ်ရာတွင်အထောက်အကူပြုနိုင်ခြင်းပိုလီဖီနိုဓာတ်ပါဝင်သောကြောင့်ကင်စာဆဲအချို့ဤကြီးထွားမှုနှင့်ပြည့်နှံ့မှုကိုဟန်တားနိုင်သောဓာတ်တိုးဆန့်ကျင်ကုန်သတ္တိများပါဝင်သည်။စိုးကြိုးများ ဓမ္မတဲခြင်းအချို့လူများသည်မမွန်သည်နှင့်ဓမ္မတဲမှုဖြစ်ပွားနိုင်ပြီးရာရန်ခြင်းမျက်နှာနှုတ်ခမ်းရှာနှင့်လေချောင်းတို့ရောင်ရမ်းခြင်းချောင်းဆိုးခြင်းဝမ်းလျှောခြင်းသို့မဟုတ်အန်ခြင်းစသည့်လက္ခဏာများပြသနိုင်သည် ထို့သို့သောလက္ခဏာများခံစားရပါကဆရာဝန်နှင့်ချက်ချင်းပြသသင့်သည်ပိုင်းအောင်ခြင်းမက်မွန်သီးတွင် ကာဘိုဟိုက်ဒရိတ်အမျိုးအစားတစ်ခုဖြစ်သောဖာမင်တေဘဲတကြားပါဝင်ပြီး အချို့လူများတွင်ဥသိမ်၌ကောင်းစွာမဆုပ်ယူနိုင်သောကြောင့် ဥမကြီးတွင် စုပုံလာပြီးလေးပွားခြင်းကိုဖြစ်စေနိုင်သည်အထူးသဖြင့်အများအပြားစားသုံးပါကဖြစ်နိုင်သည်ဝမ်းလျှောခြင်းမက်မွန်သည်တွင်ဝမ်းနှုတ်ဆေးအာနိသင်အနည်းငယ်ပါဝင်သောကြောင့်အလွန်ကြုံစားသုံးပါကဝမ်းလျှောခြင်းကိုဖြစ်စေနိုင်သည်စားဓာတ်များသောမက်မွန်သည်တနက်တနက်လုတ်ထားသောမက်မွန်သည်တွင် ဆိုဒီယမ်ဓာတ်မြင့်မားစွာ ပါဝင်သောကြောင့် အထူးသဖြင့်တွေးတိုးယောဂါတို့မဟုတ်ကြောက်ကဲ့ယောဂါရှိသူများအတွက်အလွန်ကြုံစားသုံးပါကကျန်းမာရေးကို ထိခိုက်စေနိုင်သည်တတိပြုရန်မမွန်သည်ကိုတင့်တင့်သော ပမာဏဖြင့်စားသုံးသင့်ပြီးပုံမှန်မဟုတ်သောလက္ခဏာများခံစားရပါကတတိပြုသင့်သည်ဓမ္မတဲမှုရှိပါကမမွန်သည်စားသုံးခြင်းကိုရှောင်ကျဉ်သင့်သည် အချုပ်အားဖြင့်ဆိုရရင်မတ်မွန်သည်သည်ကျမ်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိသောတည်တည်တမျိုးဖြစ်တော်လဲတင့်တင့်သောပမာဏဖြင့်စားသုံးရန်နှင့်ဓမ္မတဲမှုရှိသူများသို့မဟုတ် အချို့သောနာတာရှိယောဂါရှိသူများတွင်တည်ထားတင်သည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်